ယနေ့အော်တိုဘာလ28ရက် BBN ရဲ့ပြည်ရေးပြပသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ AR တိုင်းလေးမျက်နှာမျိုးနဲ့အတွင်းမှာ drone တိုက်ပွဲတွေပုံမပြင်းထန်နေတဲ့သတင်းကိုသတင်းတောက်နိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ AR တိုင်းလေးမျက်နှာမျိုးနဲ့အတွင်းကပသိမ်မုံရွာလမ်းမိုက်မှာတည်ရှိတဲ့ပန်တော်ကြီးတဲနုကုန်းနဲ့ဆက်ဆက်ယူကြေးရွာနီးတွေမှာစစ်ကောင်စီတပ်နဲ့ အရက်ခတ်တက်တော် EE ပူပေါင်းမဟာမိတ်တက် PDF တို့ဟာတစ်ဖက်နဲ့တစ်ဖက် drone နဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်နေကြတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။အရက်ခတ်တက်တော် EE နဲ့ပူပေါင်းမဟာမိတ်တက်တွေဟာပသိမ်မုံရွာလမ်းမိုက်ကပန်တော်ကြီးမြို့ကုန်းကျောက်စရိတ်ကုန်းနဲ့တဲနုကုန်းစားတဲ့ခြေရွာတွေကိုထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကလည်းအင်ကမူမြို့နယ်အတွင်းကနေထုတ်စစ်ဆင်လာတာကြောင့် drone နဲ့ပြန်လည်ဘုံကျဲတိုက်ခိုက်မှုတွေရှိလာနေတယ်လည်းဖြစ်ပါတယ်။ လာရူပတိမုံရလမ်းမိုက်တစ်လျှောက်လုံးကိုထိန်းချုပ်နိုင်မှုအတွက်အေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာငတိုင်းချောင်းမျိုးနဲ့နှီးတဲ့ဆက်ဆက်ယူကြွေးရွာကိုထိုးစစ်ဆင်တိုက်ခိုက်လာနေပြီးစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၄ချောင်းတွင်နဲ့ခုခံနေတာကြောင့်တိုက်ပွဲတွေမှာလည်းအခုရက်ပိုင်းတွင်ပုံမပြင်းထန်နေတယ်လို့သိရပါတယ်။ပတိမုံရလမ်းမိုက်ကိုထိန်းချုပ်ဖို့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေရပါလား။အဲ့လမ်းမိုက်မှာတချို့ပူးပေါင်းတပ်တွေတင်ထားနေရတယ်ကိုစကားထားပြိုင်ပြီးထိုးစစ်ဆင်လာရတာရှိပါတယ်။၄ချောင်းအဓိကအာကိုပြီးထိုးစစ်ဆင်တာပေါ့နော်။ ူအောင်တက်တွေကလည်းနေမထိုင်နေရပြီးချားနေရတယ်လို့လည်းချိန်တိုက်ခိုက်နေရမျိုးလည်းရှိပါတယ်။ဒရုန်းတွေကတော့အဓိကတုံးပြီးတိုက်နေရတာပေါ့။ပြီးခဲ့တဲ့အော်တိုဘာလတတိယဘက်ကလည်းစစ်ကောင်စီတက်တဲ့ပူပေါင်းမှာမိတ်တက်တွေဟာလင်းမြနာမျိုးနယ်ရှိဆက်ဆက်ရိုးကျေးရွာနီးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာငတိုင်းချောင်းမြို့နယ်ဂွားငတိုင်းချောင်းပသိမ်မုံရွာကားလန်းဆောင်မှာရှိတဲ့ရင်းနေသားစစ်စင်ရေးဂိတ်ကလည်းအင်အားလုံးရင်းနဲ့ဆက်ဆက်ရိုးကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့် အေအေနဲ့ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေမှာလည်းပုံမပြင်းထန်နေကြရတဲ့ဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေကိုမြောက်ဆန်းကျေးရွာမှာရှိတဲ့အမြောက်တပ်အမတ်တ344တပ်ရင်းကနေပြီးတော့လက်နက်ကြီးတွေနဲ့လှမ်းပစ်ခတ်နေသလိုတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ချင်းချောက်ပစ်ခတ်နေတယ်လို့သိရပါတယ်။အမြောက်တပ်တွေကလက်နက်ကြီးနဲ့ပြင်နီနာမရှယ်တွေကခံနေရတော့ကြောက်နေရပဲ။ထရိုတိုက်ပွဲဖြစ်တဲ့နေရာတွေလည်းပြည်တယ်ပြီးရင်တိုက်ပွဲမဖြစ်တဲ့ခြေရနေနာတွေကိုလည်းချင်းချောက်ပြစ်ခတ်တာရှိတယ် ဲ့ဒီပြကမှုကြောင့်ပေါ့နော်အမတ်တနီနာရွာရရွာသားကြီးချော်တော့ဖပြင်းသိမ်းဆောင်နေရပါတယ်မြောက်တက်ကနေလက်နေကြီးပြကမှုကြောင့်ဂွေတောက်ကုံကွညံကုံညောင်မင်းကြီးတပြုပင်တပြေခွင်းရှမ်းစုကြက်ကုံရုတ်သေးတံစားတဲ့ကြေးရွာပေါင်း20ကျော်မှအခြားနေရာတွေကိုစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ဟာဒေသခံတွေမရှိတဲ့ကြေးရွာတွေကနေအိမ်တွေကိုဖြိုဖျက်ပြီးတော့လည်းမြောက်တက်ရှိကကာကင်းစခန်းတွေလမ်းဆောင်တွေမှာရှိတဲ့ရင်းနှီးသားစစ်စေးဂိတ်မှလည်း အခိုင်အမာဘန်ဂါတွေစောက်လုပ်ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ရာရီတိုင်းဟင်္သာမြို့နယ်ရှိစစ်ကောင်စီတန်ရင်တွေကလည်းလေးမျက်နှာရေးကြီးငတိုင်းချောင်းမြို့နယ်တွေကိုစကားကြီးတွေနဲ့ဆင့်အားတွေကိုပုံမပိုးဆောင်နေပြီးတော့အေအေနဲ့ပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့နေရာတွေနဲ့ရခိုင်ပြည်နယ်ဂွားမြို့နယ်စပ်ထိကိုပါထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။အရခတ်တပ်တော် အေအေနဲ့စစ်ကောင်စီတပ်တွေဟာနှစ်ဖက်စလုံးအတွက်စစ်ရေးအချက်အချာကြားတဲ့နေရာ၅ခုမှာ အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ဒူနေစဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကသူတို့လက်လွတ်ဆုံးရှုံးရတဲ့နေရာတွေကိုပြန်လည်ရယူဖို့အတွက်တံပြန်ထိုးစစ်ဆင်လာနေပေမဲ့လည်းအေအေနဲ့ပူပေါင်းတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်ထိရောက်မှုမရှိဘဲကြာဆုံးများစွာနဲ့ရင်ဆိုင်နေရတယ်လို့အေအေကပြောဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကိုမင်းတော်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်မိုးကောက်မြို့မှာပြည်သူစစ်ခေါင်းဆောင်တင်မိုးနဲ့၎င်းရဲ့မိန်းမဖြစ်သူတို့ဟာ မိုးကောင်းမျိုးအခြေဆိုင်စကခတ်သုံးမှစစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးဒေသခံပြည်သူတွေထမှအချမ်းဖက်ငွေတောင်းခံစက်ကြီးကောက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။မိုးကောင်းမျိုးအတွင်းရှိအချက်ချာကြရာနေရာတွေတမကမိုးကောင်းတရာမိုးကောင်းမှမြစ်ကြီးနားအထွက်ဂိတ်မိုးကောင်းမှမန္တလေးအထွက်ဂိတ်တွေမှာလဲစစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းကအဆိုပါပြည်သူစစ်ခေါင်းဆောင်မှဂိတ်ထိုင်ပြီးစက်ကြီးကောက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ဒါအပြင်မြို့တွင်းမှာလည်းဘိန်းခန်းမာဆက်နဲ့ KTB လိုဟာတွေကို၎င်းရဲ့အမိန့်ဖြင့်လှဆင်လိုင်းချေယူကာတရဝင်းဖွင့်လက်ခွင့်ပြုထားပြီးအဆိုပါလုပ်ငန်းတွေမှာရတဲ့အခကျင်းငွေတွေကိုလည်းစစ်တပ်နဲ့ပြန်လည်ခွဲဝေယူတယ်လို့သိရပါတယ်အဲမိုးကောင်းပြည်တွေကတော့အကုန်တိတယ်စစ်တပ်နဲ့ပေါင်းပြီးတော့ဂိတ်ထိုင်တာတွေဂိတ်ချတာတွေဘိန်းကန်းတွေဖွင့်တာတွေအကုန်လုပ်တာပေါ့နော်မြို့ကချင်းချင်းလေးဆိုတော့ မိုးကောင်းတရားတို့မြချင်းနာအထွက်ဂိတ်တို့မိုးကောင်းမန်းလေးအထွက်ဂိတ်တို့အဲ့ဒါကြီးကောင်ဂိတ်ချိုင်လှုပ်ရှားနေကြပြီအဲ့ဒါရတဲ့ငွေနဲ့တမင်းမဆိုရင်ငွေတွေကိုတီးနေပဲအဆိုပါပြည်သူစစ်ခေါင်းဆောင်ရဲ့အမျိုးသမီးမိထွေးဆိုသူကလည်းသူ့ယောက်ျားရဲ့အရှင်ဖြစ်ဒေသခံပြည်သူတွေအပေါ်မောက်မာရိုင်းဆိုင်ကအနိုင်ကျင့်ဗိုလ်ချုပ်တွေပြုလုပ်လေရှိတယ်လို့သိရပါတယ်ဒါအပြင်ပုပ်ကိုရေးရမချင်းနှက်မှုတွေရှိရင်လဲသူ့ယောက်ျားရဲ့တပည့်ပြည်သူစစ်တွေအားကိုဖြစ် တနက်ပြဖောက်ဖြစ်ရှင်းမှုတွေမကြာခဏပြုလုပ်လေရှိတယ်လို့သိရပါတယ်။သူမိမရဲ့မိရိယပေါ်ဆိုရယ်အရှင်ကဘာမှမရှိဘူး။အခုတူရောက်ကြာခိတ်ထန်တာနဲ့ဆက်ကြီးကောက်တာရတဲ့ပတ်ဆိုင်နဲ့ရွှေတွေကိုတီးနေတာ။ပြီးတော့တခုမကြည့်တရားရှိနေပြီးစစ်တွေကားတွေပေါ်တွေပြီးတော့အရှင်တနက်ဖောက်ပြီးတော့မကြည့်ခွဲတာမျိုးရှိတယ်။ပြည်သူတွေကိုအဲ့ဒီလိုအနိုင်ကျင့်နှိပ်စက်မှုတွေပြုလုပ်ခဲ့တာကြောင့်အဆိုပါမိုးကောင်းပြည်သူစစ်မိမမိထွေးဆိုသူကို ပြီးခဲ့တဲ့နှစ်တွေအတွင်းက KIA အနေဖြင့်ဖမ်းဆီးခဲ့ပူးပြီး တတိပေးဆုံးမှာကပြန်လည်လွတ်ပေးခဲ့ဘူးလို့သိရပါတယ်။ KIA တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတဲ့နောက်အဆိုပါပြည်သူစစ်ကောင်းဆောင်မိမအနေဖြင့်အပြင်ထွက်သွားလာရမှာနောက်ပါလုံခြုံရေးရေးဖြစ်တာသွားလာပြီးပြည်သူတွေပေါ်ပုံမမောက်မာလာတယ်လို့လည်းသိရပါတယ်။အဲပြည်သူတွေကောင်းဆောင်မိမကို KIA ရဲ့တခါဖမ်းပြန်လွတ်ပေးခဲ့ဘူးတယ်။အဓိကတော့ပြည်သူတွေကိုမောက်မာလို့ဆိုပြီးတော့ပြန်လွတ်ပေးခဲ့တာ။အဲပြန်လွတ်လာပြီးကနေပဲတော့တော့နောက်ပါတပည့်တပန်းနေပဲတော့တော့တယ်။ မိုးကောင်းမြို့အတွင်းအဆိုပါပြည်သူစစ်ခေါင်းဆောင်တွေဖွဲ့ဟာစစ်တပ်နဲ့ပူးပေါင်းပြီးခိတ်ထိုင်စခန်းချတာတွေတမကအငင်းငါဒေသတွေကိုပါစစ်ကြောင်းထိုးရမှာလဲလိုက်ပါလမ်းပြလေးရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ရေးမြို့နယ်နှင်းစုံကျေးရွာမှာရှိတဲ့စစ်ကောင်စီပူးပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအရဲသားတအူးအပါအဝင်၅ဦးသေဆုံးခဲ့တယ်လို့ရေးဘလူးတရင်ကောင်းဆောင်ကပြောပါရတယ်။ အော်တိုဘာလ28ရက်မနက်9:00နာရီခန့်မှာ DKBA အပါအဝင်စစ်သားဘူးပေါင်းအဖွဲ့တွေတဆွဲအခြေချထားတဲ့နှင်းဆောင်ကျေးရွာထိပ်ရှိဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါပြစ်ခတ်မှုအတွင်းအရဲသားအမျိုးသမီးတအူးနဲ့စစ်သား၄ဦးတိတ်ဆုံးက၄ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့တော်လရေးဘူးပေါင်းတပ်ဘက်ကရဲဘော်တအူးလက်ကြီးရှက်ထီဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်အမတ်ရှင်အဝေးပြေးကားလမ်းမှာဘေးမှာရှိတဲ့အဲ့ဒီဂိတ်မှာ TKBA စစ်တပ်ပူးပေါင်းတပ်ဖွဲ့ဝင်အင်အားဒါဇင်နဲ့ချီရှိတယ်လို့သိရပါဗျ။တနက်ကြီးထိတေဆုံးသွားတဲ့ရဲသားအမျိုးသမီးဖြစ်သူမှာအဆိုပါဂိမ်မှုဤခဲမဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။နှစ်ဖက်ပစ်ခတ်နေချိန်နဲ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီဘက်ကလက်နက်ကြီးပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ဒေသခံတွေကပြောပါဗျ။လက်ရှိရေမြို့နယ်တခြားကိုစစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေပြီး နှစ်ဖက်စီရေးတင်းမာနေတဲ့အပြင်ကြေးရွာတွေဘက်ကိုနေစဉ်ဆိုသလိုလက်နက်ကြီးပစ်ခတ်နေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့နယ်မှာစစ်ကောင်စီကင်းစခန်းမှာရေချိုးထွက်လာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီးတနက်တလက်တင်းစီရရှိခဲ့တယ်လို့ PLA အမတ်815တပ်ဖွဲ့အနောက်မြောက်စစ်သေးသားမှတာဝန်ရှိသူတို့က BBN ကိုပြောပါရတယ်။ အော်တိုဘာလာ28ရက်စစ်ကောင်စီကင်းစကမ်းမှထွက်လာတဲ့စစ်ကောင်စီတပ်သား2ဦးကိုကင်းဘုံဝင်ပြီးတိုက်ခိုက်ခဲ့ရာတပ်သား2ဦးလုံးမျက်မြင်သိမ်းဆုံးပြီး G3 တနက်တလက်နဲ့ချီချို့တင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စကားဆာ2ဦးကိုရှင်းလင်းခဲ့တာဟုတ်ပါတယ်။တောင်သာနယ်တွေကကင်းစကမ်းတစ်ခုပါပဲ။ရေချိုးထွက်တယ်လို့သိရပါတယ်။ကင်းဘုံဝင်ပြီးတိုက်ခိုက်ခဲ့တာပါလို့ MS 185တပ်ဖွဲ့အနောက်မြောက်စစ်သေးသားမှတာဝန်ရှိသူတို့က BBN ကိုပြောပါရတယ်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့အမှန်၈၅တပ်ခွဲအနောက်မြောက်စစ်ဒေသမြင်းချံခရိုင်တပ်ဖွဲ့ကလုဆောင်ခဲ့တာဖြစ်ပြီးတပ်ဖွဲ့ဝင်တွေအထူးကမရှိခဲ့ဘူးလို့သတိရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရီးချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားအုပ်စုတွေနဲ့အတိုက်ခံအင်အားစု28ဖွဲ့ကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်က အာဆီယံထိပ်သီးအစည်းအဝေးဒုတိယရက်မိန်ကွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂတွင်ရမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကလည်းစစ်ကောင်စီကိုမတရားဖမ်းဆီးခံထားရတဲ့ကျင်းသားတွေလွတ်ပြေးရေးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဒီမိုကရေစီစနစ်ပြန်လည်တပ်သွင်းရေးတို့ကို CNN နဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံသားတွေခံစားနေရတဲ့ခက်ခဲတွေဟာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတခုလည်းနေမလုံလောက်ပါဘူး။တို့အတွက်တကယ်လိုအပ်နေတာကတော့စစ်မှန်တဲ့ငြင်းချမ်းရေးပါပဲလို့ပြောကြားခဲ့ပါတယ်။ ဒါပြင်2021အာနာသိမ်းပြီးတော့စစ်ကောင်စီရဲ့ပထမအဆုံးအကြိမ်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမျှတမှုရှိနိုင်မလားစစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်နိုင်မလားလို့ CNN ကမေးမြန်းရမှာအန်တိုနီယိုကခုလိုဖြေကြားခဲ့ပါတယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဘယ်သူကမှတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲလို့ယုံကြမှာလဲ။အခုလိုတနိုင်ငံလုံးပဋိပက္ခတွေဖြစ်နေတဲ့အနေအထားမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာဘယ်လိုမှတရားမျှတပြီးမလွတ်လပ်နိုင်ပါဘူး။ရွေးကောက်ပွဲကပြည်ထောင်စုတွေကိုပဲပိုဖြစ်စေပါလိမ့်မယ်။ တကယ်စစ်မှန်တဲ့အဖြေမဟုတ်ပါဘူးလို့အန်တိုနီယိုကဆက်ပြောကြားခဲ့ပါတယ်။အာဆီယံဥရမလေးရှားနိုင်ငံအနေနဲ့လည်းတိုင်းရင်းသားလူနည်းစု28ဖွဲ့အတိုက်ခံအားစုအလုံးကိုရေကောက်ပွဲမတိုင်မီတွေးဆောင်ဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံကိုဖိတ်ကြားမှာဖြစ်ပြီးတော့မြမအရေးကိုဖြည့်ရှင်းနိုင်ဖို့မြမကိုယ်တိုင်ဦးဆောင်ရမှာဖြစ်ကရေကောက်ပွဲကိုလိလဆောင်ကြည့်သူတွေဆေလို့ဖို့ကိုလည်းစစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်တယ်လို့အီဘရာဟင်ကပြောကြားခဲ့ပါတယ် မြန်မာစစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထည့်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်တာဖြစ်တယ်လို့အာဆီယံနိုင်ငံရဲ့ဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာခဲ့ပါတယ်။ကွာလာလမ်ပူးမြို့မှာအော်တိုဘာလ26ရက်နေ့ကပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံရဲ့ဝန်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီကြေညာချက်ထဲမှာအဓိကအချက်တွေအနေနဲ့ မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲမှာဖော်ရင်အာဆီယံထိပ်သီးအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးတွေကိုမြန်မာစစ်ကောင်းဆောင်တွေနဲ့တက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့သူကပြောကြားခဲ့ပါတယ်ကျွန်တော်ရစ်ချတ်ပါယနေ့အော်တိုဘာလ28ရက် BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်တိမ်ပါ။